အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ3ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ရှင်တွေကြည့်အောင်ပါအခုဒေါ်နယ်ထရမ်ကဣသရေလ်ရဲ့ခစီခရီးရှင်လုပ်နေတယ်ဣသရေလ်ကိုတွားဖို့လုပ်နေတယ်ဣသရေလ်တွားပြီးနောက်ပိုင်းမှာသူကအီဂျစ်မှာတွားမယ်ပေါ့ဗျာဆိုတော့ထရမ်ရဲ့ဣသရေလ်ခရီးစဉ်မှာ Air Force ပေါ်မှာသတင်းမီဒီယာတွေကမေးခွန်းတွေမေးနေပါတယ်ထရမ်ကအခုလက်ရှိအခြေအနေအမီရဲ့အငင်းချိုင်းရင်းနဲ့ ကာဇာနဲ့အစ္စရယ်ရဲ့အခြေအနေကိုနောက်ဆုံးအခြေအနေဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့နားထောင်ကြည့်ရအောင်ပြီးတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အခြားပြဿနာတွေကိုလည်းကျွန်တော်တို့ကြည်တော့မှာဖြစ်ပါတယ်ပေါ့နော် ပထမအဦးဆုံးဒေါ်နယ်ထရမ့်ရဲ့အစ္စရယ်ခရီးစဉ်ကိုကြည့်ရှုပြီးမှအဆွေးနွေးကြည့်အောင်ပါအခုထရမ့်ကအစ္စရယ်ဘက်ကိုသွားနေတယ်မနက်ဖြန်လာတစ်ဖက်ခါလာအစ္စရယ်ကိုရောက်မယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအစ္စရယ်ရောက်ပြီးတဲ့နောက်ပိုင်းမှာအီဂျစ်ပြန်သွားမယ်ထရမ့်က ဆိုတော့ကျွန်တော်တို့ချက်ချင်းပဲဒေါ်နယ်ထရမ့်ရဲ့အင်တာဗျူးကိုတွားပြီးမှအကြည့်ကြည့်ရအောင်ပါ။တော့ထရမ့်ကဒီကျွန်တော်ခုလက်ရှိအခြေအနေမှာအရန် trending ဖြစ်နေတဲ့ Israel နဲ့ Gaza အရေးကဘာလို့ပြောခဲ့လဲဆိုတော့ပဲကြည့်ကြည့်အောင်။ကျွန်တော်တို့မစခင်လေးမှာဗီဒီယိုလေးကိုတပိုးချရဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်တဲ့အပလို့ရပါတယ်နော်။ Okay တွားကြည့်တွားကြည့်အောင်။ Right. Like the first girl. Huh? And this is the first time they've ever seen where everybody is unified. Because as you know, we're going to Egypt after Israel. And we're going to meet all of the leaders of the very powerful and big countries and very rich countries uh, and others. And they're all into this deal. Everybody's into it. It's never happened before. So I would say that. So, Trump got up, you know, ဆုံးဘောနော်အရှိလေပိုက်ခေါဆောင်တွေအားလုံးစီလုံးငင်ညုတ်နေတဲ့အချက်တစ်ဖြစ်တဲ့ ဆိုအစ္စရယ်သွားပြီးနောက်ပိုင်းမှာအီဂျစ်မှာသွားမယ်အီဂျစ်မှာဒီအာရဗ်ခေါင်းဆောင်တွေကမ္ဘာခေါင်းဆောင်တွေအားလုံးတွဲဆုံဆွေးနွေးပွဲလုပ်မယ်ဒါကပထမဦးဆုံးသောစီလုံကြီးရောက်ခြင်းတစ်ခုဖြစ်တယ်ဆိုမှအထောက်အကူပြောနေတယ်အားလုံးကလည်းသဘောကျတယ်ကြည်လူကျတယ်ဆိုမှပြောနေတယ်ပေါ့နော် This is a lot tougher, but we'll see how it all works out. President Benjamin Netanyahu, the Prime Minister, has not gone so far as to say the war is over. In your view, is the war between Israel and Hamas? ဘင်ဂျမင်နတန်ယာဟူကစပွေးချီပီးပါတယ်ဆိုပြီးမှအချိန်ရတာမျိုးမရှိဘူးပေါ့ဆိုတော့ဒိုနယ်ထရမ့်အနေနဲ့ဘယ်လိုပြောချင်လဲစပွေးချီကတကယ်ပဲပြီးသွားပြီလားဆိုမှမေးနေတယ်ထရမ့်ကတော့ပြောနေတယ်စပွေးချီကပြီးသွားပြီတဲ့ the world is over တကယ်စပွေးချီကပြီးဆုံးသွားပါပြီဆိုမှထရမ့်ကတော့ပြောနေပါတယ်နောက်ထောင် The war is over. Okay, do you understand that? This guy going to hold. Are you confident the six of them? Are you confident that the ceasefire is going to hold? I think so. I think it's going to hold. Uh, I think people are. A lot of reasons why it's going to hold. So, I'm going to make a comment about this. ဒီပိခယစေအပိခယစေရဲ့ကြီးကိုတကယ်ပဲတင်ငင်ပေါ့မလားယေရှုခံနိုင်ပေါ့မလားဆိုမှမေးနေတယ်ပေါ့နော်ထရမ့်ကတော့ခံမှာပါတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ပွဲကြီးကလူတော်တော်များများကလည်းပြင်ပန်းနေပြီလူတော်တော်များများကအီနေပြီပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှာ ဆက်လက်ပြီးရန်ပွဲတွေတိုက်ခိုက်ပွဲတွေမဖြစ်ချင်ကြတော့ပါဘူးဆိုမှ Trump ကတော့ပြောနေတယ်ဒါကြောင့်မလို့ဒီ pick up SG ကတော့တကယ်ပဲတည်ငြိမ်သွားမှာပါဆိုမှ Trump ကတော့ပြောပါတယ် But I think people are tired of it. It's been, it's been centuries. Okay. Century. Yasuni na takai ni chame ko. The international stabilization force. It's part of the oh, of course. Like uh, I don't think it's going to have a big impact because I don't think I, I think barely we're going to have to use it. I think people are going to behave. Everybody knows their place. It's going to be great for everybody. It's going to be great for the surrounding countries, Arab, Muslim, all of them. It's going to be great for Israel. Everybody is happy, and I think it's going to stay that way. Peter. So, international kind of ငင်းချရဲ့တင်ဖူလူမလားဆိုမှလုပ်နေတယ်မလူဘူးထင်တယ်ဆိုတော့မွတ်စလင်တက်လက်ကောင်းတယ်အစ္စလာမ်တက်လက်ကောင်းတယ်အာရဗ်တက်လက်ကောင်းတယ်ပေါ့နော်ဒီလိုပဲအစီပြတော့မှာပါဆိုမှထောက်ကတော့ယုံကြည်နေတယ်ပေါ့နော်တချို့လူက international force international တက်တွေကိုချအခြေချဖို့ပြောနေကြတယ်ပေါ့ဗျာ if this peace uh, if the ceasefire does hold how long until we get to the part of the 20 point peace plan where developers can go in and make Gaza the Riviera of the Middle East. I don't know about the Riviera for a while. တော့သူကမေခွန်းကမင်းနေတယ်။တကယ်လို့မြတ်ဒီအပိခရစေးရေးကိုဒီငင်ပြီးမှဒီတိုင်းသာအဆင်ပြေနေမယ်ဆိုရင်ပေါ့နော်။ Donald Trump ရဲ့အစုပြုချက်အပိုင်နေစေတဲ့အချက်နေစေတဲ့ကလည်းအရေးကြီးဆုံးက Gaza ရဲ့ development ပေါ့နော်။ Gaza ကိုပြန်လည်တည်ဆောက်ရေးဆိုတာဘယ်ချိန်ရှိကြမှာလဲဆိုတော့မင်းနေတယ်ပေါ့။ So, because you take a look at what you have. You have to get people taken care of first, but. Uh, it's going to start really essentially immediately ထောက်ကတော့ကျွန်တော်အဲ့ဒါပြောလို့မရသေးဘူးတဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကာဇာမှာရှိနေတဲ့ပီတူတူ2ကိုအရင်ဆုံးခရူးဆိုင်ပြီးမှပဲရှောက်ရှောက်ရမှာတဲ့ဒါပေမဲ့တဲ့ကာဇာရဲ့ development ကာဇာရဲ့ပြန်လည်တိဆောက်ရေးကတော့ချက်ချင်းပဲစတင်နေချင်ရှိရဆိုမှထောက်ကတော့ပြောနေပါလား removing a lot of the structures that you see that are down ဆိုတော့ကျွန်တော်တို့ကပထမအစပြီးမှပေါ့အဲ့ဒီပြူလေးကြာကျနေတဲ့အဆောက်အုံကြီးတွေကို removing ပေါ့နော်အဲဖြေဖို့ပထမအုပ်ဆုံးလို့ရမှာဖြစ်တယ်ဆိုပြောနေတယ်ပေါ့မနေ့ကကာဇာရဲ့လက်ရှိအခြေအနေမျိုးကိုစုပြီးမှကျွန်တော် YouTube video တင်ထားပါတယ်တော့ကြည့်ပါဦးကာဇာရဲ့မြို့ကြီးကလုံးဝကိုပြာချသွားတာကွာအဲ့ဒီပြာချတဲ့ construction အကုန်လုံးဖြစ်စီနေတဲ့အကုန်လုံးကိုအရင်ဆုံးတက်ရှိရေးလို့မှဖြစ်မယ်ပေါ့ဗျာ it's blasted. This is like a demolition site. Oh, uh, the entire site is. So you you have to ဘောရဲကပြောနေတယ်ဒါကလောက demolition site နဲ့တူတယ်တဲ့လုံးဝဖျက်ဆီးနေတဲ့တိုက်ဒီအိမ်ကိုဖျက်ဆီးနေတဲ့ site နဲ့တူတယ်ပေါ့နော်ဆိုတော့အလုံးဝအကိုတမြုပ်လုံးမူနီပါအလုံးနီပါကပဲဖျက်ဆီးပြကြခဲ့တယ်ပေါ့နော် you have to get rid of what you have there uh, you have structures that are very dangerous they're falling down if they haven't fallen they're going to fall down of their own volition so uh that process, Peter, is going to start pretty much immediately. You know, a year from now, in your view. that's very quick, but over the years, it'll look very good. It'll be, uh, it's got the first chance it's had in centuries of being peaceful. It's always been a very, very uh, strange area. It's always been loaded up with problems, religious problems, problems like no other place probably in the world. တော့ strong ကတော့ပြောနေတယ်အဲ့ဒီကာဇာကတော့နှောင်လာမဲ့တနည်းမှာဆိုတော့တော်တော်လေးကိုပြောင်းလဲသွားမှာပါတဲ့။အဲ့ဆိုအရင်တုန်းကအဲ့ဒီနေရာကလုံးဝပြဿနာမိုက်ပုံကြီးဖြစ်တယ်ပေါ့ဗျာ။ဘာသာရေးပြဿနာတို့ကဘာမှမမြင်ဘူးတဲ့ပြဿနာတွေစုစီးနေတဲ့နေရာကြီးဖြစ်နေတယ်ပေါ့။ဆိုတော့ဒီနှောင်လာမဲ့တနည်းနောက်ပိုင်းမှာဆိုတော့ကာဇာကတော်တော်လေးပြောင်းလဲလာမှာပါဆိုတော့ strong ကတော့ပြောနေပါတယ်။ I think it's going to now it's going to normalize. So you can say If it normalizes, that would be fantastic. Sir, that you have set up in, in that peace plan, how soon will that new governing body be in place? And everybody wants to be a part of it. So, know. any government body, Suraka, Gaza, go, Ocho Puya, Adret, Chakala, Asuya, Ditome, Suma, Bioni Jarebono. So, any make one about the Bima meaning, any government body, any Asuya body could be changed, Sapi Ditome, Suma. So, မင်းနေတယ် trap ကတော့မချခင်တော့မချခင်ကြစာပြီးတောင်းမယ်အားလုံးကလည်းဒီအစူရမပါဝင်နေချင်းကြတယ်ပေါ့လေကြာကာလအစူရတွေမပါဝင်ချင်းကြတယ်ဆိုမှပြောနေတယ် But the board of peace Tony Blair yourself Tony wants you everybody wants to be a part of it Tony Blair ဆိုတာက England ကအရင်ဆုံး Prime Minister ဟော the leader အလုံးပါဝင်နေချင်းကြတယ်တဲ့ကမ္ဘာခေါင်းဆောင်အလုံးပါဝင်နေချင်းကြတယ်တဲ့ We've spoken to Tony Blair about it since the. Have you, have you, spoken to Tony Blair about it? Since? You know, at first I want to find out. That Tony so Tony Blair could be over there, the England, yeah, probably stop, no? He's first, you know, it, because they do want to stop the problems and they've been open about it, and we gave them approval for a period of time. Uh, you have to understand, they've lost probably 60,000 people. That's a lot of retribution. Uh, they've lost 60,000 people, and the ones that are living right now were, in many cases, very young when this all started. And we are having a watch that there's not going to be big crime or some of the problems that you have when you have areas like this that have been literally demolished. You know, you have 2 million people, and probably it'll be less than that, but you have close to 2 million people going back to buildings that have been demolished. And a lot of bad things can happen. So we want it to be, we want it to be safe. I, I think it's going to be fine. ဆိုတော့အဲ့ဒီကာဇာရဲ့လုံခြုံရေးအကြောင်းကိုသူကပြောမင်းနေတာပေါ့နော်စဉ်းစားကြည့်တယ်ဒီကာဇာမှာလူ6000ကျော်သေးတာတဲ့ <laughs> အဲ့ဒီကစားမှာလူနှစ်တန်းနှိပါလောက်နေထိုင်နေရတဲ့ကိစ္စဖြစ်နေတယ်အခုလူတွေကပြန်နေကြတယ်ကစားကူလည်းကြည့်ပါအကုန်လုံးကပြူလေးဖြက်စီးပြာကျနေတဲ့အနေအထားကြီးဖြစ်နေတယ်ပေါ့ဆိုတော့ဒီအဲ့ဒီနေရာမှာပေါ့နော်ဒီငင်းလုံးချုံရေးကိစ္စကတော့အရှင်ပြီးပါပါပေါ့အမှုရဇဝိမှုနဲ့ပတ်သက်ပြီးပါပါဗျာနော်အရှင်ပြီးပါပါဆိုတော့ Trump ကပြောနေတယ် No, it's for sure, Teddy, but I think it's going to be fine. I think it's going to be fine. latest that you've heard about the hostages, when they will be released? you expect to be within well, the hostages might be even a little early, but I don't want to say that. So they have the hostages. Uh, I understand all 20, and uh, we may get them out a little bit early. Getting them was amazing, actually, because we were involved, and they were in places that you, you don't want to know about deep. ဆိုအဲ့ဒီ hostage ကြောင်းကိုပြောပြတာပါ hostage hostage တွေကဘယ်ချင်းပြန်လာမှလဲပေါ့နော်တစားခံတွေဘယ်ချင်းပြန်လာမှလဲပေါ့ဗျာဆိုတော့ Trump ကတော့အဲ့ဒီကိစ္စကိုတော့တိကျမပြောချင်ဘူးပဲဒါပေမဲ့အခုလိုမျိုးတစားခံတွေကိုပြန်လာတဲ့လောဆောင်ချက်မှာကျွန်တော်တို့ပါရာကလုံးဝကျေနွဆရာကောင်းပါတယ်ပေါ့နော်သူတို့ရဲ့နေပုံထိုင်ပုံကဘလောက်ထိခက်ခဲတယ်ဆိုတော့ခင်ဗျားတို့တိချင်းတိချင်းတော့မှာမဟုတ်ဘူးဆိုမှပြောနေရပေါ့နော် Administration folks who were there, like Anthony Blinken, Stephen by and by Obama. Remember when okay. We, at okay. this news conference I answered more questions of him than Biden did for years, and I think that's pretty close. But uh, so, I mean, I think it's very good. Fitness to you personally about moving forward to the next phase of peace. You know, look, let me tell you, he's a wartime president. He did a very good job. Uh, I had some disputes with him, and they were quickly settled. But back to Iran, and just so when you talk about a thing like that, if you think they were backing Iran, when you back Iran, this wouldn't have worked. And had we not taken out the Iran nuclear facility, and we made Iran a double to be over about Kunaga Balasuro, <laughs> Bacho, Israel, Gaza, Gaza, Middle East, Gaza, and Chinese, committing in Kerala, so. Biden ka dongare, Biden ka Iran ko be backup lo nira. အီရန်ဘက်ကပြီးယက်တီပေးနေတာပေါ့ဆိုတော့အခုလိုမျိုးအီရန်ဘက်ကနေယက်တီပေးနေမယ်ဆိုတော့အရှိလေပိုင်းမှာငိန်ချိုင်းလေးဆိုတာဘယ်တော့မှရှိမှာမဟုတ်ဘူးပေါ့ဆိုတော့ဘိုင်ဒန်ရဲ့အမားတစ်ခုကိုထရမ့်ကအထောက်ပြတာပါဘာကြောင့်အရင်တော့ကအရှိလေပိုင်းမှာပြဿနာတွေမတည်ငင်ခဲ့တာလဲဆိုတော့ကဘိုင်ဒန်ကိုယ်တိုင်ကအီရန်ကိုဘက်ကပ်လုပ်နေတာအီရန်ရဲ့နောက်ကျောမှာယက်တက်ပြီးမအားပေးနေတာဆိုတော့ပြောနေတယ်ပေါ့ကျောရအောင်ဒီကိစ္စတော့ The same deal was really helped us with this deal and the emir is an amazing man who really ဒါတော့မကဘူးဒီ Israel နဲ့ Gaza ကြားထဲကငိမ့်ချရေးဆိုတာကခေတ္တကအဓိကကျွန်တော်တို့ကိုဂုဏ်ပေးတဲ့နိုင်ငံဖြစ်တယ်တဲ့ဆိုတော့ခေတ္တကူဒီတခါလူရင်းကလည်းအတိမပြုတ်ပြီးမှ credit ပေးတင်လာတယ်ဆိုမှ Trump ကပြောလာတယ်ခေတ္တမပါပေးတဲ့ဒီကိစ္စအကြီးကနော်လုံးဝအရန်ရဲ့ကြီးတဲ့ကိစ္စဖြစ်တယ်မပါဘူးဒီကိစ္စရှိကလွယ်လွယ်လေးနဲ့ငိမ့်ချရေးရမှာမဟုတ်ဘူးတဲ့ဆိုတော့ခေတ္တ ဟာကဒီကိစ္စပါအစကလည်းဆုံးထိလုံးဝပါဝင်ကူညီပေးတဲ့နိုင်ငံဖြစ်တယ်။အဲဒါကြောင့်ခင်ဗျားတို့မီဒီယာသတင်းတွေကလည်းကစ်ထားကို credit ပေးကြပါ။ကမ္ဘာလူတွေကလည်းကစ်ထားကို credit ပေးတင်လာတယ်ဆိုမှ shop ကတော့ပြောပါတယ်။ပြီးတော့ Indonesia ကလည်းသူအချီချီကျူးတယ်ပေါ့နော်။ You have to understand, his country is right in the middle of everything, more so than any other country, more so than UAE, where you have to fly an hour and a half to get there. more so than Saudi Arabia, where you have to fly an hour and a half to get there. His country, you walk across a line and you're there. So he's in the middle of this <inaudible>. <inaudible> The opinion and the question, uh, they were a tremendous help. Qatar was a tremendous help to getting this done. Yeah. I hope people can realize that. It's very, it was very tough. and very dangerous at Qatar. They were very brave, and their leader, the Emir, was very, very brave. And, and Qatar should start getting some credit. And you have to understand, they lived in the middle of everything. ဆိုတော့ကထာကနော်ဒီရှိလေပိုင်းမှာလုံးဝလေတိတ်တိတ်မှရှိတယ်ဆိုတော့ဒါကထာအတွက်လည်းရမ်းကြောက်စရာကောင်းတယ်အန်ဒရီကောင်းတယ်ပေါ့နော်ဆိုတော့ကထာရဲ့ခေါင်းဆောင်ကတော်တော်လေးတတိရှိတယ်လူတယောက်ဖြစ်တယ်သူက credit ကိုထိုက်တန်ပါဆိုမှပြောနေတယ်နော် So they can't just be like there was a, a ceasefire earlier this year that collapsed in March. Do you think this could have been done then? This took a lot of pressure on both. Before it all happens, I saw it with Turkey. And by the way, Turkey was fantastic too. Turkey job uh, well, You know, we mentioned Qatar, Saudi Arabia, the king, they were great. For the most part, nobody got along with anybody. And they all came together. And there, are Republicans for this Middle East peace deal. Where is it fit? Where do you think it fits into your legacy? Well, look, I solved this will be my eighth war that I solved. And I hear there's a war now going between Pakistan and Afghanistan. အခု Trump ကပြောနေတယ်ဒီကိစ္စနဲ့ဆိုတော့စစ်ပွဲကြီးရှစ်ခုကိုကျွန်တော်ကပြင်ရှင်းပေးတယ်ပေါ့အခုပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ရဲ့ပြဿနာကိုလည်းကျွန်တော်သိရှိလာတယ်တဲ့ဒီကိစ္စကိုလည်းကျွန်တော်ပြင်ရှင်းမှတ်ဖြစ်မယ်ဆိုမှအချက်ကတော့ပြောလာတယ်လက်ရှိချိန်မှာပါကစ္စတန်နဲ့ Afghanistan, is in a bit out of ten day. Well, he said, I'll have to wait till I get back. You know, I'm doing another one uh, because I'm good at solving uh. that I've solved. And I hear there's a war now going between Pakistan and Afghanistan. I said, I'll have to wait till I get back. You know I'm doing another one because I'm good at solving wars, I'm good at making peace, and uh, it's an honor to do it. I save billions of lives. billions of lives now and okay so trump ကပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြောင်းပြောလာတယ်ပေါ့နော်ဘာကြောင့်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကြားကပြဿနာရှိခဲ့တာလဲကျွန်တော်တို့တွေးကြည့်ရအောင်ဆိုတော့အခုကျွန်တော်တို့ဒီ you short to the point ပြောရမယ်ဆိုရင်တော့ပါကစ္စတန်မှာ TTP လို့ခေါ်နေတဲ့ Tehrak Iraq Taliban တမားတွေက အာဖရိကစတန်ရဲ့နေမေကိုတရားမဝင်ကျူးကျော်ပြီးမှအခြေချရတဲ့ဆူမဆွဆွေးတဲ့ဆွဆွေးတဲ့ခါကျတော့ပါကစ္စတန်ကအာဖရိကနစတန်ကိုလေချောင်းဖြစ်တိုက်ခိုက်လာတယ်အဲ့ဒီတိုက်ခိုက်ပြီးနောက်ပိုင်းမှာအခုအာအာဖရိကနစတန်ကလေပါကစ္စတန်ကိုဗာလဲဆိုတော့လက်နက်ကြီးတွေနဲ့ ground ပိုင်းမှာတကယ်မေပီပေါ်မှာတိုက်ခိုက်လာကြတယ်အခုလက်ရှိအချိန်မှာနေဆက်အားလုံးတကာပိတ်နေရတယ် စီပေါ်ရေးအားလုံးနဲ့ပိတ်နေရတယ်ဆိုတော့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကလုံးဝအခုလိုလိုဆင်မှာအရန်ရန်ကိုစီရေးရဒီမှနေတဲ့အခြေအနေထားဖြစ်တဲ့ဆိုတော့ပါကစ္စတန်ရဲ့ထောက်ပြချက်အရဆိုတော့ကျွန်တော်တို့ပါကစ္စတန်ရဲ့စစ်သား23ဦးတေဆုံးခဲ့တယ်ဆိုမှထောက်ပြတယ်ဒါပေမဲ့အာဖဂန်နစ္စတန်ရဲ့စစ်သား200ကျော်တေဆုံးခဲ့တယ်ဆိုမှထောက်ပြတယ်ဒါပေမဲ့ အာဖရိကန်စံကမမှန်ဘူးတဲ့အာဖရိကပါကစ္စတန်ရဲ့ထုတ်ပြန်ချက်ကမမှန်ဘူးတဲ့ဆိုတော့အာဖရိကအာဖရိကန်စံကသူတို့ဘာသာသူတို့ထုတ်ပြန်ချက်လုပ်နေတယ်အာဖရိကန်စံရဲ့ထုတ်ပြန်ချက်အရာဆိုတော့ပါကစ္စတန်စစ်သားငါဆိုရှိဦးတည်ဆုံးတယ်တဲ့ကျွန်တော်တို့အာဖရိကန်စံစစ်သားကအကူအူလောက်ပဲတည်ဆုံးတယ်တဲ့ဆိုတော့မတူကြဘူးပေါ့နော်သူတို့ရဲ့ဆွေဆွေပုံကပါကစ္စတန်ကတော့အာဖရိကန်အာဖရိကန်စံရဲ့စစ်သားတွေရာကျော်တည်တယ်တဲ့ အာဖရိကန်စင်ကတော့မဟုတ်ဘူးကျွန်တော်တို့ကူးရောက်ပဲတည်တယ်တဲ့ပါကစ္စတန်ရဲ့စစ်သား58တေစေတည်တယ်ဆိုမှဆွဆွေးကြတယ်ပေါ့နော်ဆိုတော့အဓိကကအခုနကကျွန်တော်ပြောနေတဲ့ကိစ္စတေရက်တေရက်အီတလီဘန်ပါကစ္စတန်လို့ခေါ်နေတဲ့ဒီ TTP ပေါ့နော်အဲ့ဒါကိုသူတို့ကပါကစ္စတန်ရဲ့နေမေကိုကျူးကျော်ပြီးမှအခြေချတယ်ပေါ့အဲဆိုပြီးမှ ပါကစ္စတန်ကသူတို့ကိုတိုက်ခိုက်နေတယ်ဒါတော့မကဘူးအာဖဂန်စတန်ရဲ့မြို့တော်ကြီးကဘူးလ်မှာတွားပြီးမှလေချောင်းနဲ့တိုက်ခိုက်ပလိုက်တာအဲ့ဒီနောက်ပိုင်းမှာနေဆက်တေတာမတိုက်ပွဲတွေဖြစ်ရောတကုံချနေတယ်ပေါ့ဆိုတော့ကဘူးမြို့ချပြင်းတဲ့ပိုင်းမှာအခုလိုမျိုးအာအောက်တိုဘာ7ရက်7ရက်ပေါ့မနေ့ဖြီးပေါ့တနေ့ကဂျာရီကနဲ့တိုက်ပွဲတွေလုပ်နေကြတယ်ဆိုတော့တစ်ချက်လောက်ပါကစ္စတန်ရဲ့အခြေအနေကိုကြည့်ကြည့်ရအောင်ပါတစ်ချက်လောက်နော် Pakistan Afghanistan چه دیگه چی جواب Okay, Let's start with this because both sides are attacking each other. What are we hearing from uh, both governments? So, Eddie, both Pakistan and Afghanistan claim to have inflicted huge losses on each other. Pakistani military, which also has released an officer. Daga Taliban camp, no? Taliban camp, no? Because they're all bouncing up like this. ပါကစ္စတန်ကတော့ချေရထားခဲ့ပါတယ်ဗီဒီယိုကူလေးသူတို့ကချပြလာတယ်ပေါ့နော် so just they say that ဆိုတော့စကန်တတော်များများကလည်းဖြစ်စီခဲ့ကြတယ်လို့ပြောတယ်နောက်ဦးစလုံးကလည်းအဲ့လိုမျိုးချေရချက်လို့တယ်ပေါ့အော်ပါကစ္စတန်စကန်များများချစ်တဲ့လို့ဖြစ်စီနိုင်တယ်ပါကစ္စတန်ကလည်းအာဖရိကန်စကန်များများချစ်တဲ့လို့ဖြစ်စီနိုင်တယ်အဲ့လိုပေါ့အစားတစ်ဖြစ် In Pakistani military says that it lost 23 uh, of its uh, fighters, and Afghan Taliban uh, uh, say they only lost nine of their fighters. Now, again, it's all very murky, but what we see right now is it's one of the worst, or we can say the sharpest clash between the two countries since Afghan Taliban took control of Afghanistan. So, Afghanistan go Taliban Ocho. ပြင်းတော့ပိုင်းမှာဒါကပထမဦးဆုံးတော့အကြီးမားဆုံးပဋိပက္ခဖြစ်လာတယ်လို့ပြောကြတယ်ပေါ့နော် in 2021 ရိသတ်တို့စိတ်ဝင်စားနေမယ်ဆိုရင်ဒီညမှာပြန်တင်ပြမယ်။ဒါပေမဲ့အခုကျွန်တော်တို့လုံးလုံးစေတင်ပြနိုင်တာကတော့နေဆက်ဒေသမှာတိုက်ပွဲတွေဖြစ်နေတယ်။ပါကစ္စတန်ကလည်းအာဖရိကန်နိုင်ငံရဲ့မြို့ကဘူးချီကိုဘုံချေပလိုက်တယ်။တော့နိုင်ငံစလုံးကရဲ့ကျင်ရချက်ကလည်းကျွန်တော်တို့စစ်သားတွေကဒီလောက်ပဲတည်တယ်။ဟိုဘက်ကသူတည်တာပူများတယ်။ဒီအခြေအနေထိလောက်ပဲကျွန်တော်တို့ကအခုအခုဆိုတော့ဆွေးနွေးလို့ရတယ်တိုင်ပြလို့ရတယ်ပေါ့နော်။ဆိုတော့ဂျန်နဲ့တတိယချက်လက်တော်တော်များများကရှိသေးတယ်။ဆိုတော့ ချီရှိသူမိတ်ဆွေအနေနဲ့ဒီကိစ္စကိုတကယ်စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ညမှာပဲအသေးစိတ်ပြန်တင်ပေးမယ်ပေါ့ဆိုတော့လက်ရှိအခြေအနေမှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ကစနေကနဲ့စပြီးမှတိုက်ပွဲဖြစ်နေတယ်နော်စစ်သားတွေယာနဲ့ချီပြီးမှငါငါးစီ၆စီကြိုးပြီးမှတည်ဆုံးခဲ့ရတယ်ဒီလောက်ပဲကျွန်တော်တို့တည်ရသေးတယ်ပေါ့နော် alright အာဒီလောက်နဲ့ပဲကျွန်တော်တို့ podcast ကိုဆုံးသက်ပြရစေကြီးစုသူ မိတ်ဆွေအနေနဲ့ဗီဒီယိုလေးကိုတပိုးချရဆိုတော့ YouTube မှာ subscribe လုပ်ပေးကြပါဒီညမှာပဲကျွန်တော်ပြန်ဆုံမယ်နော် Thank you so much for watching beautiful people I love you guys take care God bless I'll see you soon.